င်္ဂလာပါခင်ဗျာဘိုးစောချန်နယ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ပြောပြပေးမှာကတော့ဖိုးလုံးဘိုးစောရဲ့တပတ်စာကတ်တီကိုအတန်နဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့အတန်ကို အထူးကြိုးစိုက်နားဆင်ပေးကြပါခင်ဗျာကိုလာပိုင်း29ရက်ကနေ10လပိုင်း3ရက်နေ့အထိ တနင်္လာမှတောက်ကြဒီတပတ် စာကတ်တွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့တပတ်စာကတ်တစ်ခုဖြစ်တဲ့ Auto Key ကိုပြောပြပေးမှာဖြစ်တယ်။ Auto Key ကဘယ်လိုကတ်လဲဆိုရင်ကျွန်တော်တို့ဒီနေတိုက် Key ပေးတဲ့ကတ်ဖြစ်ပါတယ်။ဒါဆိုရင်ပထမဆုံးအနေနဲ့ Auto Key ကိုပြောပြပေးပါမယ်ခင်ဗျာ။တနင်္လာနေ့ TSR အတွက်နေတိုက် Key ကတော့၄၅6ဖြစ်ပါတယ်။ အင်္ဂါနေ့တရားစာအတွက်နေတိုင်းကီကတော့3 3ညာ1ဖြစ်ပါတယ်ဗုဒ္ဓဦးနေ့တရားစာအတွက်နေတိုင်းကီကတော့3နေ5ဖြစ်ပါတယ်ဇာတာပတိနေ့တရားစာအတွက်နေတိုင်းကီကတော့1 3ညာ1 ရှစ်ဖြစ်ပါတယ်။တောက်ကြနေဒီရစာအတွက်နေတိုက်ကီကတော့နေခွန်တုံညဖြစ်ပါတယ်။ဒါကတပတ်စာကတစ်ခုဖြစ်တဲ့အော်တိုကီထဲမှာပါဝင်တဲ့နေတိုက်ကီကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်တပတ်စာကတစ်ခုဖြစ်တဲ့ဘိုးဇော်ရဲ့အဲတပတ်စာအားနဲ့ပရိတ်ကိုကျွန်တော်ပြောပြပေးပါမယ်ခင်ဗျာ။ ဘိုးဇော်ရဲ့တပတ်စာအာနယ်ဘရိတ်တနင်္လာနေ့မနက်ပိုင်းမှာဆိုရင်အာနယ်ဘရိတ်ကခွန်ဘရိတ်တနင်္လာနေ့ညနေပိုင်းမှာဆိုရင်အာနယ်ဘရိတ်ကခွန်ဘရိတ်အင်္ဂါနေ့မနက်ပိုင်းမှာဆိုရင်အာနယ်နိုင်တဲ့ဘရိတ်ကငါးဘရိတ် အင်္ဂါနေ့ညနေပိုင်းမှာဆိုရင် အာနေနိုင်တဲ့ဗရိတ်က၄ဗရိတ်ဗုဒ္ဓဦးနေ့မနက်ပိုင်းမှာဆိုရင်အာနေနိုင်တဲ့ဗရိတ်က၉ဗရိတ်ဗုဒ္ဓဦးနေ့ညနေပိုင်းမှာဆိုရင်အာနေနိုင်တဲ့ဗရိတ်က၁ဗရိတ်ကျန်တာပရိနေမနက်ပိုင်းမှာဆိုရင်အာနေနိုင်တဲ့ပရိတ်က6ပရိတ်ကျာတာပရိနေ ညနေပိုင်းမှာဆိုရင် အားနေနိုင်တဲ့ break ကခွန် break တောက်ချာနေမနက်ပိုင်းမှာဆိုရင် အားနေနိုင်တဲ့ break ကကို break တောက်ချာနေညနေပိုင်းမှာဆိုရင် အားနေနိုင်တဲ့ break ကခွန် break ဖြစ်ပါတယ်အခုကျွန်တော် ပြောပြပေးခဲ့တဲ့ဒီဘိုးဇော်ရဲ့တပတ်စာ အားနေ break တရားဆိုရင် ောင်းသေးတွင်ရနေယူပြီးအတောင်းပြုပေးထားတာဖြစ်တဲ့အတွက်ကြောင့်တပတ်ကိုအ ਨੇ ဆုံးနှစ်ကြိမ်ကတော့ဖောက်နိုင်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့အတောင်းပြုခြင်းနဲ့ဆွေးနောင်မှချင်းချင်းပြီးတော့အတောင်းပြုစေခြင်းပါတယ်ခင်ဗျာ။ကိုလာပိုင်း29ရက်မှဇေလာပိုင်း3ရက်နေ့အထိတပတ်စာကတ်တစ်ခုဖြစ်တဲ့ဘိုးစောရဲ့တပတ်စာအာနေကနန်းကိုပြောပြပေးပါမယ်ခင်ဗျာ။ တနင်္လာနေ့မနက်အတွက်အားနေနိုင်တဲ့ကဏ္ဍကတော့ခွန်ဖြစ်ပါတယ်တနင်္လာနေ့ညနေပိုင်းအတွက်အားနေနိုင်တဲ့ကဏ္ဍကတော့ခွန်ဖြစ်ပါတယ်အင်္ဂါနေ့မနက်အတွက်အားနေနိုင်တဲ့ကဏ္ဍကတော့ကိုဖြစ်ပါတယ်အင်္ဂါနေ့ညနေပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့ တောင်ညဖြစ်ပါတယ်ဗုဒ္ဓဦးနေမနက်ပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့ငါဖြစ်ပါတယ်ဗုဒ္ဓဦးနေညနေပိုင်းမှာ အားနေနိုင်တဲ့ကဏ္ဍကတော့6ဖြစ်ပါတယ်ဇာတာပရိနေမနက်ပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့1ဖြစ်ပါတယ် ကြာသာပရင်လေညနေပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့ခွန်ဖြစ်ပါတယ်။တောက်ကြနေမနက်ပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့တုံးဖြစ်ပါတယ်။တောက်ကြနေညနေပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့ခွန်ဖြစ်ပါတယ်။အခုကျွန်တော်ပြောပြပေးတဲ့ဒီဘိုးဇော်ရဲ့တပတ်စာအားနေကဏ္ဍဟာဆိုရင်လေစောနာက ဘိုးဇော်ရဲ့တပတ်စာအားနဲ့ပြိနဲ့အတူတူပါပဲပုံသေးတွန်နီရနေယူပြီးအသုံးပြုပေးထားတာဖြစ်တဲ့အတွက်တပတ်ကို အနည်းဆုံးနှစ်ချိန်ကတော့ဖောင်းနိုင်ပါတယ်အသုံးပြုခြင်းနဲ့ဆိုရင်တော့မှ မိတ်ဆွေတို့အနေနဲ့ချင်းချင်းပြီးတော့အသုံးပြုစေခြင်းပါတယ်ခင်ဗျာပြန်တနင်္လာနေ့တောက်ချာနေ့အတင်းတပတ်စာကတ်တစ်ခုဖြစ်တဲ့လူချိုင်များလူအသုံးများတဲ့ ဘိုးဇော်ရဲ့တပတ်စာပေတံကို ပြောပြပေးပါမယ်ခင်ဗျာဒီဘိုးဇော်ရဲ့တပတ်စာပေတံဘလို့အသုံးပြရသလဲဆိုရင်ကျွန်တော်ကအပေါ်ကတဒံအောက်ကတဒံဆိုပြီးတော့နှစ်တန်းပေးมาဖြစ်တယ်အဲဘလို့အသုံးပြရမလဲဆိုရင် အပေါ်ကခဏန်းတလုံးအောက်ကခဏန်းတလုံးတွဲပြီးတော့အသုံးပြုပေးရမှာ ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဘိုးဇော်ရဲ့ပေတံတနင်္လာနေ့ DSR အတွက်ပြောပြပေးမယ် အပေါ်ပိုင်းမှာဆိုရင်တော့3 5 38အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ခဏ6လုံး16 9 4 2 0အပေါ်ကခဏ1လုံးအောက်ကခဏ1လုံးတွဲပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်အင်္ဂါနေ့တရားစာအတွက်ပေးတံကိုဆက်ပြီးတော့ပြောပြပေးပါမယ်ခင်ဗျာ အပေါ်ပိုင်းမှာဆိုရင်တော့နိခွန်တောင်ညငါအောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကဏ္ဍ6လုံး16 9 4 7 3အပေါ်ကကဏ္ဍ2လုံးအောက်ကကဏ္ဍ2လုံးတွဲပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ဗုဒ္ဓဦးနေတရားစာအတွက် ပေဒံကို ပြောပြပေးမယ်။အပေါ်ပိုင်းမှာဆိုရင်တော့၃၄၅ ုံအောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံးဒေချောင်း8 3 9 1အပေါ်ကကနန်းတစ်လုံးအောက်ကကနန်းတစ်လုံးတွဲပြီးတော့အတုံးပြုတ်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကြတာပရိနေတရားစာအတွက်ဗေဒံကိုပြောပြပေးပါမယ်အပေါ်ပိုင်းမှာဆိုရင်တော့3 1 5 6 အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံးနေခွန်49 73အပေါ်ကကနန်း1လုံးအောက်ကကနန်း1လုံးတွဲပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ပြီးရင်နောက်ထပ်တောက်ကြနေတရားစာအတွက်ပေတန်းကို ပြောပြပေးပါမယ်အပေါ်ပိုင်းမှာဆိုရင်တော့3 4 8 9အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး တေချောင်းခွန်နေငါတောင်ညအပေါ်ကကနန်တလုံးအောက်ကကနန်တလုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးခဲ့တာကဘောဇော်ရဲ့တပတ်စာ ပေးတံကို ပြောပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတပတ်စာကတ်တစ်ခုဖြစ်တဲ့ဖိုလုံးရဲ့တပတ်စာကတ်ကိုဆက်ပြီးတော့ပြောပြပေးပါမယ်ဖိုလုံးရဲ့တပတ်စာကတ် ဒီဖိုလုံရဲ့တပတ်စာကတည်းမှာဆိုရင်ကျွန်တော်ကအာနေတိုက်ကီကို အရင်ဆုံးပြောပြပေးပါမယ်ခင်ဗျာ တနင်္လာနေ့တရက်စာအတွက် နေတိုက်ကီကတော့9 4 6ဖြစ်ပါတယ်အင်္ဂါနေ့တရက်စာအတွက်နေတိုက်ကီကတော့9 4 6ဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့တရက်စာအတွက်နေတိုက်ကီရတော့9 4 ဖြစ်ပါတယ်။ကျန်းသာပရိနေတရားစာအတွက် နေတိုက်ကီကတော့၄၉ဖြစ်ပါတယ်။တောက်ချာနေတရားစာအတွက်နေတိုက်ကီကတော့၃ညာ၅ခွန်ဖြစ်ပါတယ်။ ဒါကဖိုလုံးကတ်ထဲရနေတိုက်ကီတွေကို ပြောပြပေးခဲ့တာဖြစ်တယ်။ပြီးရင်ဖိုလုံးကတ်ထဲမှာပါဝင်တဲ့တပတ်စာပေတံကိုပြောပြပေးပါမယ်။အပေါ်ပိုင်းမှာဆိုရင်တော့2 3 5 6 9 10အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ခဏ၅လုံး၃၁၄၈၉ အပေါ်ကကနန်တလုံးအောက်ကကနန်တလုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။ပြီးရင်ဖိုးလုံးရဲ့တပတ်စာ မပြောင်းပတ်တီကိုပြောပြပေးမယ်။မပြောင်းပတ်တီကတော့၃ည၁၉ဖြစ်ပါတယ်။ပြီးရင်ဖိုးလုံးရဲ့တပတ်စာမွေပရိတ်ပြောပြပေးမယ်။မွေပရိတ်နှစ်ခု၁ပရိတ် 6ပရိတ်ဖြစ်ပါတယ်ဒီပရိတ်နှစ်ခုတည်းကအ ਨੇ ဆုံးတစ်ခု ဖြစ်ပါတယ်ခင်ဗျာ6ပရိတ်7ပရိတ်ဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးခဲ့တာကကျွန်တော်တို့6လပိုင်း20ကိုရမ်းပါဇေလာပိုင်း3ရက်နေ့အတင်းဒီတပတ်စာ ကတ်ထဲမှာပါဝင်တဲ့အကြောင်းအရာတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကေယုတ်တဆိုင်နားဆင် ပေးခဲ့ကြတဲ့မိတ်ဆွေတဦးတယောက်ချင်းစီကိုလည်းကျွန်တော်ပို့ဆောင်မှာကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ